ဇွန်လ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးသတင်းကတော့ဒါကျွန်တော်၂ရက်၃ရက်လောက်စောင့်ကြည့်နေတဲ့သတင်းပေါ့နော်။အဲ့ဒါကတော့ကျွန်တော်ထိုင်းဝန်ကြီးချုပ်ပြုတ်မလားမပြုတ်ဘူးလားဆိုတဲ့သတင်းပေါ့။အဲ့တော့တော်တော်များများလည်းသိပြီးကြပြီးဖြစ်မှာပါ။အဲ့ဒါကထိုင်းဝန်ကြီးချုပ်ဒီဖိထုံတန်ရှင်နာဝတ်ကကမ္ဘောဒီးယားရဲ့နော်အရင်ကဝန်ကြီးချုပ်ဟောင်းလို့ပြောလို့ရတယ်လက်ရှိမှာလည်းအာနာရှိနေတဲ့ဝန်ကြီးချုပ်ရဲ့အဖေအဲ့တော့ ဟွန်ဆန်နဲ့ဖုန်းအပြန်အလှန်ပြောထားတယ်။အချိန်အဖြစ်10မိနစ်ဝန်းကျင်လောက်ပဲကြာတယ်။ဒီလောက်ပဲကြာတဲ့ဒီအတန်ဖိုင်ကပေါက်ကြားသွားခဲ့တယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဘက်ကတော့ဒီအတန်ဖိုင်ကိုသူ့ရဲ့ဒီနိုင်ငံရေးလုပ်ပေါ်ကင်ဘတ်ဒီစီပေါ့နော်သူ့နိုင်ငံထဲမှာရှိနေတဲ့သူတွေစီပေးတဲ့အဲဒီအတန်ဖိုင်ကပေါက်ကြားလာတယ်။ပေါက်ကြားလာတဲ့အတန်ဖိုင်ထဲမှာသူကဒီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုဦးလေးလို့ခေါ်ဝေါ်တုံးနှုံးပြီးတော့ဒါသူကလည်းခေါ်မှာပဲဒီတိုင်းဆိုလို့ရှိရင် အဲယဉ်ကျေးမှုရတော့ခေါ်ရမှာပဲဒါမှမဟုတ်လို့ရှင်ဟွန်ဆန်ကလက်ရှိချိန်မှာကသူကနိုင်ငံရေးရာယာတူကမြင့်မြင့်မမာမဖြစ်နေပဲနဲ့သူကဘာဖြစ်လဲဆိုတော့ဒီအာနာရှိနေတဲ့အနေထားပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအရက်ဘက်ပုံစံမျိုးဦးလေးလိုခေါ်ပေါ်တုံးနှုံနေပြီးတော့သူ့ကိုယ်သူလည်းတူမလို့တုံးနှုံနေတုံးနှုံပြီးတဲ့ချိန်မှာသူကဒီကမ္ဘောဒီးယားဘက်ခြမ်းကိုအဲကြိုက်တွေ့ဖြည့်ရှင်းနေတဲ့ ဒီစစ်တိုင်းမှုပေါ့နော်မြန်မာလိုပြောရင်စစ်တိုင်းမှုကိုအမတ်နဲ့စစ်ဒေသစစ်တိုင်းမှုလို့ထင်ပါတယ်အဲ့စစ်တိုင်းမှုကိုလည်းသူကယာတူကနေပြုတ်အောင်လုပ်ပေးမယ်လို့ဘာလို့ဒီလိုပုံစံမျိုးပြောလိုက်တယ်စစ်တပ်အပေါ်မှာပုတ်ခတ်ပြောဆိုမှုတွေသူလုပ်ခဲ့တယ်ဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကဟိုတိတ်ပြီးတော့ဘုံဝင်လည်းပြောရရင် တပိုင်းမကောင်းမကြမကြဆိုသလိုအဲ့နေဆက်မှာဖြစ်တယ်မဖြစ်တာတော့ကြာပြီပေါ့နော်ဒါပေမဲ့လည်းမကြမကြဆိုသလိုဖြစ်တာဖြစ်တဲ့အတွက်ဟိုထိုင်းဘက်ကလည်းကမ္ဘောဒီးယားနဲ့ပတ်သက်ရင်အလျှော့မပေးခြင်းဘူးနောက်ပြီးထိုင်းကအညှိုးကြီးတယ်နော်ထိုင်းနိုင်ငံသားတွေအညှိုးကြီးတယ်အဲ့လိုဖြစ်တဲ့အတွက်လက်ရှိအချိန်မှာသူတို့နေဆက်တင်းမာတဲ့အခြေအနေရတနိုင်ငံနဲ့တနိုင်ငံကြားမှာရန်သူနိုင်ငံတွေလို့တတ်မှတ်ထားတယ်အဲ့ဒီအတွက်ဖီထုံထန်ရှင်နာဝုတ်ကစစ်တပ်ကိုတစ္ဆာဖောက်တယ်နိုင်ငံကိုတစ္ဆာဖောက်ပြီးတော့ဟိုရန်သူနိုင်ငံကိုဖုန်းခေါ်ပြောဆိုတာ လုတ်ခဲ့တယ်ဆိုပြီးတော့အဲထိုင်းပြည်သူတွေဆန္ဒပြကြတယ်။ထိုင်းပြည်သူတွေဆန္ဒပြတယ်ဆိုတဲ့အထက်မှာတော့ဒီတဆင်လက်ထက်ကတဆင်ကိုဖြုတ်ချခဲ့တဲ့အဖွဲ့တွေပေါ့နော်ဆန္ဒပြတဲ့အဖွဲ့တွေအဲ့ဒီအဖွဲ့ကပဲလက်မောက်ထပ်ပြီးဆန္ဒပြတယ်။ဆန္ဒပြပြီးတဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လာလဲဆိုတော့ညွန့်ပေါင်းအဖွဲ့တွေကဒီတော်တော်များများပေါ့ပြည်ထောင်စုဝန်ကြီးဆိုလို့ရှိရင်နှုတ်ထွက်ခွင့်တင်ထားတယ်။ဆိုတော့ဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါမှာထိုင်းရဲ့နိုင်ငံရေးကလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်လာတယ်။ နော်ထိုင်းနိုင်ငံကြီးလှုပ်လှုပ်ခက်ခက်ဖြစ်လာရင်ထိုင်းနိုင်ငံထဲမှာနေထိုင်တဲ့မြန်မာလူမျိုးတွေအတွက်လည်းအများကြီးအကျိုးသက်ရောက်မှုရှိတယ်။အကောင်းကျိုးဆိုးကျိုးနော်အဲသက်ရောက်မှုရှိတယ်။အဲ့လိုဖြစ်ပွားပြီးတော့နောက်ပိုင်းမှာဖိထုံတန်းရှင်နာဝတ်ကဘာလုပ်လဲဆိုတော့ထိုင်းစစ်တပ်ကိုတရားဝင်တောင်းပန်တယ်။သူ့အနေနဲ့ဒီလိုလုပ်ခဲ့တာမှားတယ်ဆိုကြောင်တရားဝင်တောင်းပန်တဲ့အပြင်ကိုအဲ့ဒီအမှတ်နှစ်စစ်တီတာမှုပေါ့။အဲ့ဒီတိုင်းမှုရှိတဲ့အဲ့ဒီနေဆက်ဘက်ကိုထိုင်းတပ်မတော်လီရင်နဲ့စီပြီးတော့ သူသွားပြီးတော့ကိုယ်တိုင်နှုတ်ဆက်ပြီးတော့သွားပြီးတော့တောင်းပန်တယ်အဲ့တော့စစ်တေတာမှုကတော့သူကပြောလဲသူ့အနေနဲ့ဒါတိတ်ပြီးတော့အာယုံနဲ့မထားပါဘူးကိုသူ့အတွက်ဒါကအရေးမကြီးဘူးဒီလိုပဲဒါကတော့ပြောမှာပဲဒီတိုင်းပဲပြောမှာပဲဘာကြောင့်လဲဆိုတော့ဆိုတော့အမန်နီစစ်တေတာမှုရဲ့အထက်မှာအများကြီးပဲရှိတယ်မြန်မာနိုင်ငံလိုပြောရင်ဘူဂျုတ်ကြီးတွေအများကြီးရှိတယ်ဗောနော်အဲ့လိုအများကြီးရှိတာဖြစ်တဲ့အတွက် तू ကလည်းဒီရင်ကြီးတဲ့နော်ဒီနိုင်ငံရေးပုံစံကိုပဲ तू ကပြအဲ့တော့ဖီတုံတန်ကဒီလိုလုပ်တယ်လုပ်ပြီးတော့နောက်ပိုင်းမှာပြန်တောင်းပန်တယ် ါပေမဲ့အတိုက်ခံပါတီတွေပြီးလို့ရှိရင်အာညွန်မောင်းပါတီတွေကနေပြီးတော့စကားတံတွေထွက်လာတယ်အဲ့ဒါကဒီပီတိုနရှင်နာဝတ်ထွက်တဲ့နယ်ဆိုပြီးတော့အတိုက်ခံပါတီဖြစ်တဲ့ရင်တော့ဒီယာယီဝန်ကြီးချုပ်လည်းလုတ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးဟောင်းကလည်းပြောတယ်ဝန်ကြီးချုပ်ယာတို့ကနေနှုတ်ထွက်တဲ့နယ်နောက်တစ်ခုက ဒီညွန်မောင်းပါတီကြီးကလည်းသူတို့နဲ့ဆက်လက်ပေါင်းစည်ရေးကိုတော်တော်လေးဒါစဉ်းစားသွားပြီပေါ့နော်ထွက်သွားကြပြီပေါ့အဲ့လိုမျိုးဒီဖြစ်နေတယ်ပေါ့ဒါကထိုင်းနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဖြစ်ပါတယ်ထိုင်းကတပူပေါ့နှစ်ပူဆင့်နေပထမဒီကမ္ဘောဒီးယားနဲ့ဖြစ်နေတဲ့အခြေအနေကအခုချိန်ထိဒါပြည်လည်မှုကပုံမှန်လည်းပြောမရသေးဘူးနှစ်နိုင်ငံကြားထဲမှာအပြန်အလှန်ဒီစကားစစ်ထုံးမှုတွေလှုပ်ထားတဲ့စစ်တီပြတ်မရုပ်တွေကိုအကုန်လုံးထိုင်းကနေအင်အားဖြည့်ထားတဲ့ဒီနေဆက်အင်အားကလည်းမူလအတိုင်းရှိနေသေးတယ်။ကမ္ဘောဒီးယားကနေပို့ထားတဲ့ ီနယ်စပ်အင်အားကလည်းမူလတိုင်းရှိနေသေးတယ်။နယ်နိမိတ်တစ်ခုအရာတယောက်တနေရာစီခွဲထိုင်တာပဲရှိတယ်။မူလအင်အားမူလနေရာမှာပဲရှိနေသေးတယ်။အဲ့ဒီတော့အဲ့တက်တဘူရှိရာကနေဖေတုံတန်ရဲ့ဒီလုပ်ရကြောင်းနောက်ထပ်တဘူထပ်ဆင့်ခဲ့တယ်ပေါ့ဆိုတော့နောက်တစ်ချက်ဖေတုံတန်ရှင်တော်ဘုကအရင်ကလည်းသူ့ရဲ့ဒီဒီမူဝါဒကိစ္စတွေနဲ့ပေါ့နော်ဒီအပြောအဆိုတွေကြောင့်တခါပြုတ်ကျမလို့ဖြစ်ခဲ့ဘူးတယ်နော်တခါဖြုတ်ချခံရမလို့ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့လည်းဆက်ပြီးတော့နေခဲ့တယ်အခုတခါထပ်ပြီးတော့မာတယ်ဒီတခါမှာကော ဖီလုံတန်ရှင်နာဘုတ်ကတကယ်ကိုပြုတ်ကျသွားမှလားနော်ဆက်ရှိမှလားဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်တစ်ဒီနေ့ဘုကတော့ကျွန်တော်တို့ဒီဆမ်ဘွဲပြန်လဲဖြည့်ဆူတဲ့ကလေးတွေပေါ့နော်။တက္ကသိုလ်ဝန်ထမ်းဆမ်ဘွဲပြန်လဲဖြည့်ဆူတဲ့ကလေးတွေဒီနေ့နောက်ဆုံးနေ့ကိုဖြည့်ဆူပြီးပါပြီ။အောင်မြင်ဖြည့်ဆူပြီးပါပြီ။ကြောင်းပြန်ပြီးတော့ဒီမဖြည့်ဆူနိုင်တဲ့ကလေးတွေကျွန်တော်ထင်တယ်တစ်ထောင်တော့မပြည့်ဘူးပေါ့နော်။အဲ့လောက်တော့ရှိခဲ့တယ်။ဒါကတော့နှမျောစရာပဲပေါ့။အကြောင်းမျိုးမျိုးကြောင့်ရှိပါလိမ့်မယ်။ဟိုတချို့ကလေးတွေကလည်းနေရာဒေသအကွာချလို့သွားလာတာခက်ခဲလို့ နောက်တစ်ချို့ကလေးတွေကြားပြန်တော့လည်းအဲ့လိုမဟုတ်ပဲနဲ့အကြံဖက်သမားတွေရဲ့ဒီဖိအားပေးချိန်ချောက်မှုတွေကြောင့်ချို့ကလေးတွေကြားတော့လည်းစီပွားရေးအဆင်မပြေလို့မိသားစုစီပွားရေးမပြေလေလို့ပြန်ဖြေဖို့အခက်အခဲရှိလို့ဒီလိုတွေကြောင့်ဒါမဖြေခဲ့တဲ့ကလေးဒါ၄800လောက်တော့ရှိမယ်လို့ကျွန်တော်တို့မှန်းရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဒီနေ့မနက်အစောပိုင်းပေါ့နော်။ဇွန်လ21ရက်နေ့မနက်အစောပိုင်းမှာ TNL PDF တွေစုမှုထားတဲ့ point 1269တောင်ကုန်းတစ်ခုကို ။တောင်ကိုစခန်းပေါ့နော်အဲ့စခန်းတစ်ခုကိုလွန်ညိုကြီးတစ်ဖက်ဝင်နေရတိုက်ခိုက်သိမ့်ပိုက်လိုက်ပြီလို့သိရပါတယ်။ဒီစခန်းသိမ့်တိုက်ပွဲမှာအလောင်းနှလောင်းကျန်ခဲ့ပြီးတော့တိုက်81တနက်လက်ကျန်ခဲ့တယ်။ပြီးတော့ဆက်ဆက်ပစ္စည်းတွေခဲရန်တွေကျန်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်တင်းတစ်ပုတ်ကတော့ဖာကန်ဒေတာမှာနေမီရှင်းလေးလှုပ်ဆောင်နေတဲ့လွန်ညိုကြီးတစ်ဖက်ဝင်နေနဲ့ KIA PDF ဖက်ဝင်နေနဲ့တိုက်ပွဲတွေကကြွကြကြွကြမှာဆိုသလိုဆက်ရှိနေတော့မယ်။မူကောင်းတဲ့ကာမိုင်း ဒီလမ်းမိုင်းကြားမှာလည်းတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပြထားပါဗျ။နောက်တရင်းဘိုးကတော့ဘူတိုင်းဒေသကြီးအရှိချမ်းရွှေချင်မြို့နယ်ရွှေချင်မြို့နယ်ထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာနှစ်ရက်အတွင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကဒီ KNU PDF အလောင်း 20နှစ်တလောင်းတင်စီရမိခဲ့ပြီးတော့လက်နက်မျိုးစုံ28ခွန်လက်တင်စီရမိခဲ့တယ်လို့သိရပါတယ်တင်စီရမိခဲ့တဲ့လက်နက်တွေထဲမှာတရုတ်ဆက်လက်တွေနောက်ပြီးလို့ရှိရင် M16 တွေ ME တွေ uniform တွေစိုင်းကြီးတွေတရားတွေလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်နောက်တဲ့တင်ဖို့ကတော့အရင်နေ့ကကျွန်တော်တောက်လျှောက်ပြောခဲ့တယ်စိတ်ခဝဟိုဘက်ချမ်းမှာရှိတဲ့ရေနံချက် ။အရင်နဲ့ချက်ပတ်မှာနေနေတဲ့ PDF အဖွဲ့တွေကပတ်စံနေရနေတယ်။ရတဲ့အခါကျတော့စိတ်ခေါဝပတ်ချံမှာရှိနေတဲ့လူမျိုးရေးဖွဲ့ဝင်တွေ၊နော်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေနောက်ပြီးလို့ရှိရင်ဒေသခံပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာနော်နေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေတယ်။ဒီမကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်ပကံရဲတစ်ဖက်ချံအဲ့စိတ်ခေါဝအုပ်စုမှာရှိနေတဲ့ကြေးရွာတွေကိုအဲ PDF ဖွဲ့တွေကဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးနေတာရှိပါတယ်။နောက်တစ်တင်းတဲ့ဘုတ်ကတော့ဒီခုနကကျွန်တော်ပြောဖို့ဆက်ဆက်ကြံခဲ့တာပေါ့။အဲ့ဒါတော့ နောက်ချူမြို့နယ်ထဲမှာဒါနေမီရှင်းလင်းနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒါအင်တိုင်းအားတိုင်းရှင်းလင်းနေတယ်ရှင်းလင်းနေတဲ့အချိန်မှာလက်ရှိအချိန်ထိပေါ့နော်အဲဘယ်နေရာဒီမှာတိုက်ပွဲတွေဖြစ်နေလဲဆိုတော့လုံဝဲရွာအုံမတိရွာဆမ်ဆဲရွာညံတော်ရွာခြေသွုံးရွာတရကုန်းရွာလက်ပံကုန်းရွာစတဲ့နေရာတွေမှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ဒါရှေ့ဆက်တိုးပြီးတော့အနေမြေတွေဆက်လက်သိမ်းယူနေတယ်လို့သိရပါတယ်နောက်တဲ့တင်တဲ့ဘုတ်ကတော့ဒါပြီးခဲ့တဲ့ရက်က ကော့ကရိတ်ကြုံလိုလမ်းမိုက်မှာလူမျိုးကြီးတစ်ဖက်ဝင်နေနဲ့ KNU PDF ပူပေါင်းဖွဲ့ဝင်နေနဲ့ဒီမွန်လက်နက်ကိုင်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးတော့နှစ်ဖက်တေဆုံးမှုကိုတော့အတိမပြုနိုင်သေးပါဘူးနောက်တဲ့တင်တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီရုရှားနဲ့မြန်မာကြားမှာပေါ့ကမ်းလွန်ရင်နံလုတ်ကွက် တံငွေတူဖို့ရင်ဆိုင်ရာယင်းနှမျိုးနံမှုစာချုပ်ချုပ်ဆိုတယ်လို့ပြောပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံစိတ်ပီတဲ့စပတ်မျိုးကိုရောက်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်နဲ့ဒါသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒါဟိုအစတွေကလည်းအစိုးရချင်းနှစ်နိုင်ငံကြားထဲမှာအခုလိုကိစ္စတွေလုပ်ဖို့အတွက် အဲတဘောတူညီထားပြီးသားဖြစ်ပါတယ်ရုရှားနဲ့မြန်မာကြားထဲမှာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေတောက်လျှောက်ဆက်လက်တိုးတက်လာဖို့မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားကနေပြီးတော့ဒါမနီးယားတက်ခဲ့တဲ့တည်င်းမှာဆိုရင်အင်ဒိုနီးရှားမှာယင်းနှမြုံနယ်မှုတွေလုပ်ဖို့အတွက်ဒါနှစ်ဘီလီယံလောက်တောင်အသုံးပြုပြီးတော့ဒါယင်းနှမြုံနယ်မှုလုပ်မယ်လို့သိရတယ်။မြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးကျွန်တော်တို့ကယင်းနှမြုံနယ်စီချင်းတယ်။နောက်တစ်ချက်ကကြတော့ဒီယင်းနှမြုံနယ်မှုလုပ်ဖို့ဆိုတာနေမြေအေးချမ်းမှုလည်းလိုတာပေါ့နော်။အဲ့လိုပဲရုရှားနဲ့သဘောတူထားတဲ့ တဝယ်ရင်နဲ့စိတ်ကံစီမံကိန်းလည်းအမြန်ဆုံးအကောင့်ထဲပေါ်လာဖို့ညွှန်လဲပါတယ်အဲ့ဒါရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံအတွက်ကတော့ဒါမျှော်လင့်ချက်ရောင်ကြီးတစ်ခုတန်းတာပေါ့နော်နောက်တဲ့တင်ဘုတ်ကတော့မန္တလေးတိုင်းဒေသကြီးမရယာမြို့နယ်မှာ PDF အကြံဖတ်သမားတွေကမရယာမြို့နယ်ဘောတုံတရကြီးရွာတဲ့ကိုဒါလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဘောတုံတရကြီးရွာမှာနေထိုင်တဲ့ဥခိမင်းစောဥစောထွန်းဥစိုးစောဥဥမြေကိုမဆူရတနာတို့ ထိခိုက်ဒဏ်ရာတွေအတိအတိရရှိခဲ့တာဖြစ်ပါတယ်။မတ်စုယတနာကူကအသက်၃နှစ်ပဲရှိပါသေးတယ်။ကျန်တဲ့သူတွေကတော့လူကြီးတွေပေါ့နော်။ဒေသခံပြည်သူ6ဦးလောက်ဒါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်တဲ့နေ့ဘုကတော့မကွေးတိုင်းဒေသကြီးစောမျိုးနယ်ပေါ့နော်။ကျွန်တော်တို့ပြောတယ်စောမျိုးနယ်ကိုအေအေကနေပြီးတော့ကုံသွယ်ရေးစုံတစ်ခုပုံစံမျိုးထားထားတာ။စောမျိုးနယ်ကနေပြီးတော့ကျင်တွေးကနေဖြတ်ပြီးတော့အေအေရှိတဲ့နေရာတွေစီကိုဒါရိတ်ခါပေါင်းစုံတည်နေတာ။မပိဆန်စီစာအကုန်တည်တယ်။ C ဆိုတာစာ3စီရော73စီရောတည်တယ်။အဲ့တော့ဒီနေ့ရရှိတဲ့တည်ရင်ရအစွန်လာ21ရက်နေ့မနက်အစောပိုင်းမှာပေါ့နော်။စောမျိုးနယ်ထဲမှာရှိတဲ့အ73စီတွေလောင်ထားတဲ့ခြံတစ်ခြံထဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့ခြံထဲမှာကစီပီပါအလုံး80လောက်ရှိတယ်ပေါ့နော်အဲ့ဒီ80လောက်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်အကုန်လုံးထပြီးပေါက်ကွဲတယ်မီးလောင်ကုန်တယ်ပေါ့နော်ဆုံးရှုံးမှုကတော့များတယ် တော့ကျွန်တော်ပြောတာဒီလမ်းတွေကလမ်းဖြတ်တောက်လိုက်ရုံနဲ့ဒါအားလုံးပြီးသွားမှာပေါ့နော်အဲ့ဒီမှာရှိတဲ့ကျင်တွေးတံတားတစ်စင်းကတို့တို့အတုံးအဝင်ဆုံးဖြစ်နေတာနော်အဲ့အဲ့ဒါအရေးကြီးတယ်ပေါ့နောက်တဲ့နေ့ဘုတ်ကတော့ဒါ VOE ကဝန်ထမ်း640နီးပါးကိုဒေါ်နယ်ထရန့်ကအလုပ်ထုတ်လိုက်ပါပြီတော့အဲ့ဒီ640ထဲမှာမြန်မာပိုင်းအစီအစဉ်မှာတာဝန်ထမ်းဆောင်တဲ့အမြဲတမ်းဝန်ထမ်း6ဦးလောက်ပါဝင်တယ်လို့သိရပါဗျ။ဆိုတော့ VOE အနေနဲ့အဲလွန်ခဲ့တဲ့ဒါ9လပိုင်းလောက်တည်းကနောက်ဆုံးလှုပ်ရှားခဲ့ပြီးတော့ လုံးဝဆက်ပြီးတော့မလွတ်ရှားနိုင်တော့ဘူးပေါ့နော်အခုဆိုလို့ရှိရင် VOE ကလုံးဝဒါပြတ်တောက်သွားတဲ့နေသားပေါ့နော် Vice America ပြီးသွားပါပြီအလုံးပြီးသွားပါပြီနောက်တစ်တင်တဲ့ဘုကတော့ထိုင်းနိုင်ငံကချနာပူရီဘက်မှာဒီအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းရဲတပ်ဖွဲ့လာဝကဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံသား20ဦးဟာမြန်မာနိုင်ငံကနေပြီးထိုင်းနိုင်ငံတွေကိုတရားမဝင်ဖြတ်ကျော်ပြီးတော့ထိုင်းနိုင်ငံထဲမှာရှိတဲ့နေရာတစ်ခုမှာခိုးလုံနေတဲ့အချိန်ပဲ ထိုင်းပြည်သူတွေကနေပြီးတော့ထိုင်းရဲကိုတည်င်းပေးလိုက်တာဖြစ်ပါတယ်ပြောချင်တာကထိုင်းနိုင်ငံတွေကိုကျွန်တော်တို့သွားတာခိုးလုံတာတွေအကုန်လုံးတရားဝင်သွားလို့ဒါမတက်တာလို့ကြည်နေရပေမဲ့တရားမဝင်သွားမယ်ဆိုရင်ထိုင်းပြည်သူတွေကအမြဲတမ်းတိုင်နေအဲ့ဒီပုံစံကအခုမလေးရှားမှာလည်းမြင်နေရတယ်မလေးရှားပြည်သူတွေကမြန်မာတွေများပြီဆိုရင်တိုင်ပြီအဲ့လိုနိုင်ငံသားတွေသူတို့နိုင်ငံသားမဟုတ်တဲ့သူတွေဆိုရင်သူတို့တိုင်ပြီနော်အခုထိုင်းမှာဆိုလို့ရှိရင်လည်းတောက်လျှောက်ပဲဒီမြန်မာနိုင်ငံသားတွေကိုထိုင်းပြည်သူတွေကကြည့်မရဘူး ။ဟောဘုန်းလေးပြောရင်သူတို့နိုင်ငံကိုဝင်လာတယ်ပြီးလို့ရှိရင်အဲ့မှာကလေးတွေမွေးတယ်အဲ့ဒီကလေးတွေကိုသူတို့နိုင်ငံကသူတို့ဆောင်တဲ့အခွန်အနေနဲ့စတင်ပေးရတယ်ဆိုပြီးတော့အမြင်ဆောင်တယ်။အဲ့တော့နောက်ပိုင်းမှာဖြစ်လာလဲတော့နောက်ဆက်တွဲအနေနဲ့မြန်မာနိုင်ငံသားတွေရှိတဲ့နေရာတွေကိုထိုင်းရဲတွေကိုတည်င်းပေးတယ်တည်င်းပေးတဲ့ခါကြလို့ရှိရင်ထိုင်းရဲတွေကအထောက်အထားရှိရှိမရှိရှိမတွေးဘဲနဲ့ ဝင်စစ်တယ်ဝင်စစ်တဲ့နေရာမှာမှထောက်ထားရှိတဲ့သူ10ဦးမရှိတဲ့သူ9ဦးဆို9ဦးကိုဖမ်းသွားတယ်အဲ့လိုမျိုးတွေလည်းလှုပ်ဆောင်နေရရှိပါတယ်နောက်သတင်းတပုတ်ကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲအတွက်လိုအပ်နေတဲ့မဲပေးတဲ့စက်တွေကိုဒါထုတ်လုပ်နေပြီးတော့တက်ဆိုင်ရာတိုက်ဒေသကြီးပြည်နယ်တွေကိုလည်းပို့ဆောင်နေတယ်လို့သိရတယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုအတွက်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကရွေးကောက်ပွဲမှာလိုအပ်နေတဲ့မဲပေးစက်တွေထုတ်လုပ်လျက်ရှိပြီးတော့အဲ့ ထုတ်လုပ်ပြီးသားမဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုတည်ယူပို့ဆောင်တာတွေတူလောင်ထိမ့်သိမ်းတာတွေလှုပ်ဆောင်နေပြီလို့သိရပါတယ်။ဆိုတော့ရေကောက်ပွဲမဲပေးဆက်နဲ့ပတ်သက်ပြီးတော့တိုင်းစစ်ဌာနချုပ်တွေမှာပြီးလို့ရှိရင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမဲပေးဆက်ကိုပြသတာတွေလုပ်နေတယ်ပေါ့နော်။အစံဆက်သက်မဲပေးတာတွေလှုပ်ဆောင်နေတာကျွန်တော်တို့တွေ့ရတယ်။ဟိုတော်တော်လေးမြန်မာနိုင်ငံထိပ်ဖြားအထီတော်မှတောင်ဝရှိတဲ့သူတွေကိုယ်တိုင်သွားလှုပ်ခဲတာကျွန်တော်တို့မြင်ရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရှမ်းပြည်နယ်အရှိပိုင်းပတ်ချမ်းမှာ ဒီမဲပေးဆက်နဲ့ပတ်သက်ပြီးတော့လက်တွေ့သေးရပြတာတွေလုံဆောင်ခဲ့တာတွေ့ရပါတယ်ဆိုတော့လာမယ့်ယူကောက်ပွဲမှာဒီမဲပေးဆက်နဲ့လုံးလိုက်ပြီးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒါတနည်းတစ်ပုံကတော့အဲတမတမကြမှုကိုပြသလို့ရတယ်ကျွန်တော်တို့တွေးထားတာယူကောက်ပွဲဖြစ်မြောက်ရေးပဲနော်ကျွန်တော်တို့ကိုယ်တိုင်လည်းယူကောက်ပွဲဖြစ်မြောက်ရေးမှာတထောက်တနေရာပေါ့ပါ့မယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့အကူအပြောင်းအတွက်ကျွန်တော်တို့လိုအပ်တယ်မပြောင်းလဲခဲ့လို့နော်နှစ်နှစ်နဲ့ပြီးသွားမယ့်အရာကနှစ်နှစ်နဲ့မပြီးသွားလို့နော်တပုံတွေထနော်တပိတ်တွေမှောက်ဒီလိုတွေလုတ်ခဲ့တာကြောင့် เนาะတိုင်းပြည်อ่ะအချိန်တိုင်းတာတစ်ခုတည်းမှာပြီးသွားမယ့်ကိစ္စမပြီးဘဲနဲ့เนาะရရှိအခုလိုမျိုးလက်နက်ကင်လမ်းစဉ်နဲ့ဒုက္ခရောက်ကုန်တာအဲ့တော့ရေကောက်ပွဲပြီးသွားတယ်ဆိုလို့ရှိရင်ဒီကိစ္စတွေအကုန်လုံးတဖြည်းဖြည်းနဲ့သူ့အနေနဲ့သူချုပ်ငိမ်းသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရေကောက်ပွဲဖြစ်မြောက်ရေးမဲပေးခွင့်ရှိသူတိုင်းလုံခြုံတဲ့သူတိုင်းမဲပေးနိုင်ရေးအတွက်ဒီဇိုင်းမမတ်ပါဝင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။နောက်တဲ့တင်းကတော့ကျွန်တော်တို့ဒီအရှိလေပိုင်းမှာအီရန်နဲ့အစ္စရေးစစ်ဖြစ်ပွားနေတာကြောင့် ဒါယင်နံအဓိကထွက်တဲ့နေရာလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီအီရန်နိုင်ငံနဲ့သူရဲ့ပိုင်နဲ့နီးတဝိုက်ကိုဖျက်တမ်းပြီးမှဟိုဒီကမ္ဘာယင်နံတင်ပို့မှုဟာဖျက်တမ်းသွားလာနေရတာဖြစ်တဲ့အတွက်ယင်နံဈေးထိုးတက်လာတယ်အဲ့တော့အဲ့လိုထိုးတက်လာတာကြောင့်ဇီးနှုန်းတွေမြင့်တက်လာပြီးမဲ့လေမြန်မာနိုင်ငံအနေနဲ့ကတော့ဒါယင်နံဒီ73စီတွေနဲ့ပတ်သက်ပြီးတော့ ကျူတင်ပါယူထားတာကြောင့်ဆက်သုံးစီဖူလုံမှုလည်းရှိတယ်။လက်ရှိချိန်ထိတော့ဒါဈေးမတက်သေးဘူးလို့တော့ပြောတယ်။เนาะအဲ့ဒါကိုလည်းဆက်ထိန်ထားနိုင်မှုကျွန်တော်တို့မျှော်လင့်ပါတယ်။လက်ရှိဆက်သုံးစီတည်းပတ်သက်ပြီးတော့ကျွန်တော်တို့အရင်တော့အလိုပဲရုရှားက option တစ်ခုအနေနဲ့ကျွန်တော်တို့ပြန်သွားရမယ်။ဘာကြောင့်လဲဆိုတော့အားလုံးကလည်းတွေ့ပြီးသား အစ္စရေးနဲ့အီရန်နဲ့စစ်ဖြစ်မယ်ဆိုလို့ရှိရင်ရုရှားစီကပဲ73စီမီခိုရမယ်ဆိုတဲ့အမြင်ကအကုန်လုံးမှရှိပြီးသားရုရှားနိုင်ငံအနေနဲ့ဒီ73စီနဲ့ပတ်သက်ပြီးတော့ဒေါ်လာတန်းထောင်ချီအကျိုးမြတ်ရတာနိုင်တယ်ဒီနိုင်ငံစစ်ဖြစ်သွားမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့အနေနဲ့လေ option တစ်ခုအနေနဲ့ရုရှားနဲ့ငွေရေရှင်းရင်းဆွဲ မဟာမိတ်ဖြစ်တဲ့အတွက်ဘတ်ချောက်ကြိုတင်ပြီးတော့ကျွန်တော်တို့ဒီကိစ္စတွေအဲဆက်သုံးစီကြိုတင်မှာယူတာတွေပါတွေဆက်လက်ပြီးတော့လောက်ဆောင်ထားမှကျွန်တော်တို့နိုင်ငံအတွက်လည်းဒါအကာအကွယ်တစ်ခုအနေနဲ့ဖြစ်မယ်ပေါ့နော်။ကမ္ဘာ့ရေနံစီတက်တာတော့မှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ရုရှားကိုလည်းနေမထားတင်ဘူးပေါ့။နောက်တစ်တင်းတဲ့ဘိုးကတော့ဒါဂျန်ကုန်တိုင်းဒေသကြီးဒုက္ခတကုံအငှားအင်ယာမှာဖြစ်ပွားခဲ့တဲ့လူတက်မှုပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဂျန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်ဒုက္ခတကုံအငှားအင်ယာမှာဇွန်လ20ရက်နေ့ညပိုင်းက တခိုးဝင်ခိုးခဲ့ပါတယ်တခိုးဝင်ခိုးတာကိုအိမ်မာနေတဲ့အိမ်ပိုင်ရှင်မိသားစုကတွေ့သွားတယ်အဲအိမ်ပိုင်ရှင်လင်မယားနှစ်ယောက်ကတခိုးကိုခုခံဖမ်းဆီးဖို့ကြိုးစားခဲ့တယ်ကြိုးစားတဲ့အချိန်မှာတခိုးကလင်မယားနှစ်ယောက်ကိုပြန်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာအမျိုးသားပေါ့နော်အရှင်အမျိုးသားကဒါဓားနဲ့အချက်20နီးပါးလောက်အထိုးခံရပြီးတော့တိတ်ဆုံးသွားတယ်အမျိုးသမီးကတော့ဒဏ်ရာပြင်းထန်ပြီးတော့ဆေးရုံမှာ ကုသနေရတဲ့အနေအထားဖြစ်ပါတယ်။နောက်တစ်တင်းတဲ့ဘုကတော့ကျွန်တော်တို့ဒီနေရီကန်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။ဘဝရဏိတာကြီးငဖဲမြို့နယ်ထဲမှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်ရေးစခန်းပေါ့နော်။အဲ့ဒီမှာရှိတဲ့စခန်းနဲ့အနီးတစ်ဝိုက်မှာအဲတိုက်ပွဲအချို့ရှိတယ်။အဲ့ဒီမှာရှိတဲ့ကာကင်းအချို့ကိုအေးအေးရဲ့နောက်ဒီချင်း PDF ဖွဲ့ရဲ့ပူပေါင်းမိလာရောက်တိုက်ခိုက်ခဲ့တယ်။အဲ့ဒီထက်မှမကွေး PDF တွေလည်းပါတယ်ပေါ့နော်။အဲ့ဒီဖွဲ့တွေနဲ့ပူပေါင်းမိလာရောက်တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်တဲ့အချိန်မှာသူတို့ဘက်ကဖော်ပြတဲ့တည်င်းလေးအရာအဲ့ဒီကာကင်းမှာ လုံညိုကြီးတောင်းဝန်ကြနေတဲ့ထဲကတူဖန်းစီခံရပြီးတော့တူသိဆုံးခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီအီရန်နဲ့အစ္စရေးကိစ္စပေါ့နော်။နေ့တိုင်းဒီပါပြောနေရမှာပဲဒါဒီစစ်ပွဲကကဘာလုံးဆိုင်ရာကဘာဆက်နေတူတဲ့စစ်ဖြစ်တဲ့အတွက်နေ့တိုင်းဒီပါမပြောမဖြစ်ပြောရမှာပေါ့ဒါကျွန်တော်တို့အတွက်လည်းရည်ကြီးတယ်နိုင်ငံတကာနဲ့လည်းတက်ဆိုင်တယ်။ဆိုတော့ဒီစစ်နဲ့ပတ်သက်ပြီးတော့ကဘာကောင်းဆောင်အချို့ကတော့ထင်းထင်းသိမ်းသိမ်းလုပ်ကြဖို့တန်ရေးတမန်ရေးရတော့ပြောတယ်။အဲ့ဒီလိုပဲအစ္စရေးနဲ့ အီရန်နဲ့ဒီကုလသမဂ္ဂတန်အမတ်တွေက UNSC အစည်းအဝေးမှာနော်ငင်းခုန်ကြတယ်ပြဿနာတက်ကြတယ်အီရန်ဘက်ကဘာပြောလဲဆိုတော့အစ္စရေးဘက်ကပြစ်ခတ်မှုမရက်မချင်းသူတို့အနေနဲ့သူတို့ကိုသူတို့ခုခံကာကွယ်တဲ့အနေနဲ့ပြန်လည်တိုက်ခိုက်သွားမှာဆိုပြီးတော့အီရန်ဘက်ကပြောတယ်အစ္စရေးဘက်ကလည်းအီရန်မှာနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ချိန်ချောက်မှုမရှိ တော့တဲ့အချိန်ထိကိုသူတို့ကဆက်ပြီးတော့တိုက်ခိုက်မှာဆိုပြီးပြောတယ်ဒါကနှစ်ဖက်နှစ်နိုင်ငံကြားမှာဖြစ်တဲ့ကိစ္စနောက်တစ်ခုကကြတော့ဒီရက်ပိုင်းမှာတအားဟော့နေတဲ့ အီရန်နဲ့အစ္စရေးပြဿနာမှာဂျာဝင်လာမဲ့အမေရိကန်အဲ့ဒီမှာဒီအီရန်ရဲ့နျူကလ িয়ার စခန်းတွေကဒီမြေအောက်အနက်မီတာ80လောက်မှာရှိတယ်ဆိုတော့အဲ့လိုရှိတဲ့စခန်းကိုဖောက်ခွဲဖြက်စီးနိုင်တဲ့ဘုံအမေရိကန်မှာပဲရှိတယ်အဲ့ဒီဘုံကိုတည်နိုင်တဲ့လေယာဉ်ကလည်းအမေရိကန်မှာပဲရှိတယ်ဆိုတော့ဘုံကတော့ GPU 57ပဲပေါ့နော်အဲ့ဒီအမျိုးအစားဖြစ်ပါတယ်ဟိုးအရင်တော့ကျွန်တော်တို့မှတ်မိလားမသိဘူးအရှိလက်ပိုင်းဒေတာမှာဘုံတော်တော်ကြီးကြီးမားမား ISS တွေကိုတုံးခဲ့တာလားမသိဘူး အဲ့တော့သုံးခဲ့တော့ကအဲ့ဒီဘုံရဲ့နာမည်ကို mother of bone လို့ခေါ်တယ် MOB ပေါ့နော်အဲ့ဒီဘုံထက်ပို့ပြီးတော့ပြင်းထန်တယ်အဲ့ဒီဘုံတစ်လုံးထင်းကဒါပဲအီရန်ရဲ့အဲ့ဒီနျူကလ িয়ার မြေအောက်စခန်းကိုဖျက်ဆီးပစ်နိုင်တယ်အဲ့တော့အဲ့ဒီဘုံကိုအမေရိကန်ကသုံးမလားအစ္စရေးကိုတော့သူကပေးသုံးမှာတော့မဟုတ်တန်ဘိုးလည်းကြီးတယ်သူ့မှာလည်းဒီဘုံကအကန့်အသတ်လည်းပဲရှိတယ်အများပြားရှိတာမဟုတ်ဆိုတော့အဲ့ဒီဘုံကိုတည်နိုင်တဲ့လေရင်ကလည်းအမေရိကန်ရဲ့ B2 ဘုံကျဲလေရင်တစ်မျိုးပဲရှိတယ်ဆိုတော့ဒီလေရင်နဲ့ ဒီဘုံကိုတည်ပြီးအမေရိကန်ကိုယ်တိုင်လာပြစ်မယ်ဆိုရင်အီရန်ကဘယ်လိုတုံ့ပြန်မလဲနောက်တစ်ချက်ကတကယ်လို့များအီရန်ရဲ့နျူကလ িয়ার တပ်ပေါင်းဖို့ကိုအခုလိုလုံးလိုက်မယ်ဆိုလို့ရှင်ထက်စစ်ပောက်ကွဲမှုတွေစက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့ရေဒီယိုသတ္တုကြွမှုတွေကလည်းဒေတာတွင်းမှာအန်ဒီရဲ့တခုအနေနဲ့ရင်ဆိုင်သွားရနိုင်တယ်ဒါကိုဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာတော့ဖြစ်တယ်ပေါ့နော်နောက်တစ်တင်းတဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီ BPLA လို့ခေါ်ရတဲ့ထင်းနေဗမာပြည်သူလွတ်မြောက်ရေး PDF ဖွဲ့ပေါ့နော်အဲ့ဒီ PDF ဖွဲ့တွေကပလောင်ဒေတာမှာတင်နှန်းဆင်းခဲ့တယ်ဆိုပလောင်ဒေတာမှာတင်နှန်းဆင်းနေဆိုတော့တော်တော်နဲ့နဲ့ချိန်ချိန်နေရမှာပဲဆင်းတာဖြစ်ရမယ်ဆိုတော့ဒီဘက်မှာတော့မဖြစ်နိုင်ဘူးဒီဘက်မှာသူတို့နေထိုင်လို့လုံခြုံတဲ့နေရာတနေရာမှမရှိဘူးမိုးကုတ်ကြောင်မဲနောင်ချိုတီဘောစတဲ့နေရာမှာသူတို့လုံဝနေလို့မရဘူးဖြစ်နိုင်တာကတော့ဒါမန်တုံတို့เนาะအခုနမ်မတူတို့ဘက်ချက်မှာဖြစ်တဲ့နေရာဖြစ်နိုင်တယ်ဘာထူးခြားချက်တွေ့ရလဲဆိုတော့ NUG ရဲ့ဒီစဝီစဝါဆိုးကိုတိုင်း ဒီအခန်းနောက်တက်ခဲ့တယ်။အဲ့ဒီမှာထပ်ပြီးတွေ့ရတာကအေအေရဲ့အရာရှိပိုင်းတွေလည်းတက်ရောက်ခဲ့တယ်။နောက်ပြီးတော့ကရားကဒီကရား PDF ပေါ့နော်။ကရား PDF ကခေါင်းဆောင်တက်ရောက်လဲတက်ရောက်ခဲ့တယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးပြောချင်တာကတော့ဇော်ဝေစုပြည်တွင်းနဲ့ပြောင်းရောက်နေပြီ။အဲ့ဒီနယ်ဘက်ခြမ်းမှာရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့မင်းလာတိုက်ပွဲပေါ့နော်။မင်းလာတိုက်ပွဲမှာတော်တော်များများ PDF တွေနောက်ပြန်ဆုတ်ပြေးတယ်။ဆုတ်ပြေးတဲ့အချိန်မှာ ပီဒီအဖွဲ့တချို့ကစစ်ကြောင်းဝိုင်းတာခံလိုက်ရတယ်ခံလိုက်ရပြီးတော့အဲ့ဒီမှာတည်ဆုံမှုကဒါအ ਨੇ ဆုံးမရှိဘူးဆိုရင်တဒါဇင်လောက်ရှိတယ်ဗောနော်တဒါဇင်လောက်ရှိတယ်ပီဒီအတဒါဇင်လောက်တည်ဆုံခဲ့တယ်လို့ပြောလို့ရတယ်ဒါကသူတို့ဘက်ကဖော်ပြတာတဒါဇင်မရှိသေးတယ်ဒီထက်ပိုကောင်းတယ်ပိုနိုင်တယ်ဗောအဲ့ဒီလိုပဲနောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဒီလက်ပတန်းမှာရှိတဲ့ဒီကင်းစခန်းတစ်ခုကို PDF ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်ဆိုတော့ဘကူးအနောက်ကကျွန်တော်တို့ခုပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းကတော်တော်လေး အတန်တန်ကိုတတိပေးခဲ့တဲ့နေရာဖြစ်ပါတယ်ဘကူနောက်မှာလူတွေလိုက်လံတက်ဖြတ်နေတဲ့ကိစ္စတွေတော်တော်ဆူဆူဝါးဝါဖြစ်တယ်ပြီးလို့ရှိရင် PDF ကပြည်သူကိုဖမ်းဆီးတက်ဖြတ်တဲ့ကိစ္စတွေအများပြားရှိတယ်လူမားပြီးတက်ဖြတ်တဲ့ကိစ္စတွေအများပြားရှိတယ်ဒါနဲ့ပတ်သက်ပြီးတတိပေးခဲ့တယ်เนาะအများပြားကျွန်တော်တို့တတိနေ့မှာဖော်ပြခဲ့တာဖြစ်ပါတယ်နောက်တရင်တစ်ခုကတော့စကိုင်းတိုင်းဒေသကြီးပင်လယ်ဘူးမြို့နယ်အင်္ကာကျေးရွာမှာရှိတဲ့ဒါ PDF အဖွဲ့ဝင်တွေနေတဲ့စာတင်ကျောင်းတစ်ကျောင်းကိုလေကျောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဒီတက်ခိုက်မှုကဇွန်လ20ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီကျောင်းထဲမှာနေတဲ့ကျောင်းမှာတော့ဘယ်ရွာသားမှမရှိဘူးသိကြတယ်။ဘာလို့လဲကျောင်းပိတ်ထားတယ်။အစိုးရကလည်းအဲ့မှာဘယ်သူမှမအုပ်ချုပ်နိုင်ဘူး။အုပ်ချုပ်နိုင်တဲ့ခါကျကျောင်းပိတ်ထားတယ်။ကျောင်းပိတ်တော့နော်ဒီ PDF အဖွဲ့ဝင်တွေစကန်အခြေဆိုင်လုပ်တယ်တစ်ခါတစ်ခါခလေးတွေခေါ်ပြီးတော့စာတင်တယ်လို့လို့ဘာလို့လဲလူနဲ့တစ်ပုံရိုက်ပြီးတော့တင်တဲ့နေရာနော်အဓိကကတော့ PDF တွေအခြေဆိုင်တဲ့နေရာဖြစ်တဲ့အတွက်လေကျောင်းတက်ခိုက်မှုလုပ်ခဲ့တယ်။ဒီလေကျောင်းတက်ခိုက်မှုမှာ တော့တိဆုံမှုရှိခဲ့တယ်ပျက်စီးမှုလည်းများပြားခဲ့တယ်သူတို့ကတော့ပြောမယ်အရသာဘလောက်တည်တယ်ဆိုပြီးတော့ဒါတော့ထုံးစံပါပဲဆိုတော့နောက်ဆုံးတင်တဲ့ပုတ်အနေနဲ့ဗမော်ပေါ့နော်ဗမော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရုပ်သံဖိုင်တစ်ဖိုင်ကြည့်လိုက်ရတယ်အဲ့ဒီရုပ်သံဖိုင်မှာဘုံတစ်လုံးကျခဲ့တယ်အဲ့ဒီကထွက်လာတဲ့ဒီ short wave လို့ခေါ်မလားပေါ့နော်ဒီလိုမျိုး short wave ကမတိ effect ထည့်ထားသလိုပဲတော်တော်ပြင်းပြထန်ထန်ပောက်ွယ်ခဲ့တဲ့ပုံစံကိုမြင်ရတယ်အဲ့လိုပဲနောက်ထပ်တစ်လုံးကလည်းအဲ့တိုင်းပဲနှိကင်းကြောင်တော်ကြီးမှာဘူးမီးလုံးကြီးတွေထားတဲ့အထိပောက်ွယ်ခဲ့တယ် ဆိုတော့ဗမော်မှာတေချာပေါက် KIA ရကတော်တော်လေးခံနေရတယ်ဆိုတဲ့သဘောเนาะအဲ့ဒီဗမော်တိုက်ပွဲတကြောပြန်เนาะတခါအေးသွားပြီးမှတကြောပြန်ပြန်ဖြစ်တဲ့အချိန်မှာเนาะအဲ့ဒီ PDF RP Media ချို့ကဗာပြောခဲ့လေဗမော်ကိုမကြခင်တိမ့်ပြီးတော့မဆိုပြီးပြောတယ်ဒါမှမဟုတ်လေလက်ရှိအချိန်မှာတော့ဒီဗမော်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေမြရှင်းလင်းရေးတွေဇက်တိုက်လို့ဆောင်နေတယ် KIA PDF ဘက်ကလည်းဒါတော်တော်လေးပေးဆက်မှုเนาะတည်ဆုံးမှုများပြားနေတယ်လို့ပြောလို့ရတဲ့နေရာလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲ